ကျမတို့မှကြပါစမ်းမြ။ယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘားလ6ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ပရမဇုန်တင်ဆက်ပေးစင်တာကတော့တောင်ကုပန်တော်ယူကာလန်ပေါ်မှာအင်အား300ကျော်ခန့်နဲ့ဒူးစစ်တက်လာတဲ့စစ်ကြောင်းနဲ့အေးပူပေါင်းတက်တူအကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပန်တော်တောင်ကုကာလန်ပေါ်မှာ အင်အား300ခန့်နဲ့ထိုးစစ်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အာရကတ်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ဒီကနေ့အော်တိုဘာလ6ရက်နေ့မနက်ကအင်အား300ကျော်ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုဟာရခိုင်ပကူးရိုးလန်းပေါ်မှာ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့စကန်တွေကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်တက်လာတဲ့အတွက် AA နဲ့ပူးပေါင်းတပ်တို့ကပြန်လည်ခုခံချေမှုန်းတိုက်ခိုက်ရာကတိုက်ပွဲမှာပြင်းထန်နေတယ်လို့စီးရီးသတင်းရှိမြစ်တအူးကဆိုပါတယ်။ လေသာတောင်ကျောကိုမရရအောင်ပြန်ယူဖို့အကြံဖတ်စစ်တပ်ကစူးစမ်းနေတာသူတို့လိုချင်တဲ့ပြစ်မှတ်ကဒီရိုးတစ်ခုလုံးကအေးအေးတိမ့်ပိုက်ထားတဲ့စကန်းကိုမရမကယူချင်နေတာဒီနေ့မှလည်းစစ်သားအင်အား300တက်လာလို့အေးအေးနဲ့ပူပေါင်းတက်တွေကဝိုင်းပတ်ချေမှုန်နေလို့တမန်နှလုံးတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်အကြံဖတ်စစ်တပ်မှာ Jet Fighter ဝိုင်းတွဲ18အပါအဝင်ဤပညာမြင့် drone များနဲ့တိုက်ခိုက်မှုများကိုစစ်တိုက်ပြုတ်လုလျက်ရှိတယ်လို့လဲစစ်ရေးသတင်းရှိမြစ်တအုပ်ကဆိုပါတယ်လီကျောင်းကနေအရင်ကထပ်ပိုတိုက်ခိုက်တယ် ဘုံတခါကျင်းရင်စက်တိုက် တောင်ကျိုးတွေပပလေတွေတိုက်ပွဲရှိတဲ့နေရာရောမရှိတဲ့နေရာရောသူတို့ရည်ရွယ်ချက်ကရခိုင်ပြည်တောင်ပိုင်းကရိုးလန်းတဲ့စစ်ထားတဲ့မြေတွေကိုမရမကဝင်ကျင်နေပုံရတယ်အထက်ကလည်း PR ပေးထားတာရှိတယ်လို့ဆိုပါတယ်အေအေကပြန်လည်သိမ်းယူထားတဲ့လီတာတောင်စခန်းကိုအော်တိုဘန်လ၂ရက်နေမှစတင်ပြီးအကြံဖတ်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲမှာနေစဉ်လို့လို့ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ် အကြံဖတ်စစ်တပ်မှာတိုက်ခိုက်မှုအပိုင်းမှာအထိနာအကြဆုံးများပေမဲ့လည်းနောက်ထပ်ပြည်သူစစ်သားအင်အားအများပြားနဲ့ထပ်မံပြစ်တင်းကစစ်ကြောင်းများထိုးတက်လာတဲ့အတွက်တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်မှာအကြံဖတ်မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကိုအရှိန်မြင့်ပြုလုပ်နေပြီးရိုးတောင်ကိုကျော်ရန်အပူတပြင်းစူးစမ်းလျက်ရှိတယ်လို့သိရှိရပါတယ်။အာရကတ်တော်အေအေသိမ့်ပိုက်ထားတဲ့တောင်ကုတ်တန်တွဲ အန်ကွမ်းမြူနယ်တို့ကိုရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အချမ်းပတ်စစ်တပ်ဘက်မှပြန်လည်ထိုးစစ်ဆင်ကရအောင်ကြိုးပမ်းလိမ့်မှာဖြစ်ကြောင်းအော်တိုဘာလ31ရက်နေ့မှာနောက်ဆုံးထားပြီးအဆိုပါရခိုင်ကမြို့နယ်၄ခုမှာရွေးကောက်ပွဲလုံနိုင်မလုံနိုင်စစ်ကောင်မရှင်ကရွေးကောက်ပွဲကိုအကြောင်းကြားရမှာဖြစ်ကြောင်းရခိုင်ဥဆောင်ပါတီ AFP မှဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနမှပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးပတ်ကပြည်ဆိုထားပါတယ်အချမ်းပတ်စစ်တပ်မှလေကြောင်းပစ်ကိုအပြင်စင်လန်ရွာမှာအထိုင်ချထားတဲ့လက်နက်ကြီးစခန်းမှာ လက်နက်ကြီးကြီးပစ်ကူများပေးနေတဲ့အပြင် drone jet ဝိုင်းတွဲ182နဲ့နေရောညပါဘုံကျဲတက်ခိုက်နေတယ်လို့သိရှိရပါတယ်လက်နက်ပစ်ကူပေးနေတဲ့စင်လန်စခန်းကုန်းဟာညောင်ကျိုးနဲ့လေးမိုင်ခန့်သာကွာဝေးပြီးတိုက်ပွဲမှာညောင်ကျိုးနဲ့စင်လန်ကြားမှာရှိတဲ့လေတာတောင်ကျောမှာဖြစ်ပွားနေခြင်းဖြစ်ပါတယ်စက်တင်ဘာ26ရက်နေ့ကပန်တောင်မြို့နယ်စင်လန်ကြီးရွာစခန်းကုန်းမှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့စခန်းကုန်းနှစ်ခုကိုလည်း ်အရကတ်တက်တော် AA နဲ့ပူးပေါင်းတက်တို့ကသိမ့်ပိုက်ရရှိထားပါတယ်အချမ်းပတ်စစ်တောင်းအယာဝတီတိုင်းရခိုင်အဆက်ပဲခူးတိုင်းရခိုင်အဆက်နဲ့မကွေးတိုင်းရခိုင်အဆက်တွေမှာ၎င်းတို့စစ်ရှုံး၍ပေးထားခဲ့ရတဲ့နေရာတွေကိုပြန်လည်ရရှိဖို့ကြိုးပမ်းအားထုတ်တဲ့ထိုးစစ်တွေကိုစက်တိုက်ပြုလုပ်ရရှိတယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်တစ်တင်ဆက်ပေးစံတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက်မှာရှိတဲ့လိဂိတ်ကောမြို့တည့်ရဲ့အစိတ်အပိုင်းတစ်ချို့ကို ော်တိုဘားလ9ရက်နေ့မှာစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNU တပ်မှချုပ်ထိန်းချုပ်ထားတဲ့လိဂီကောမြို့တိကွန်စစ်အုပ်စုကစက်တင်ဘာလ21ရက်နေ့မှာစတင်ပြီးကရင်နေကြောင်းဆောင်တပ် BGF အကူအညီနဲ့စစ်ကောင်စီတပ်က drone လက်နက်ကြီးပစ်ကူယူကာမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်ခဲ့တာပါ။ကနအုပ်မြို့ကိုစုမှုထားတဲ့ရေကုန်ဂုံးကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်အော်တိုဘားလ9ရက်နေ့မှာတော့လိဂီကောစီကန်နေရာနဲ့တဝိုက်ကိုစစ်ကောင်စီတပ်ကထပ်မံထိန်းချုပ်သွားနိုင်တာပါ။ စစ်ကောင်စီတပ်ကရင်နယ်ကြားစုံတပ် BGF အမတ်နဲ့စစ်တီတာမှုပုံမှုကျုပ်စောတင်ဝင်းရဲ့လက်အောက်ခံတပ်ဖွဲ့အကူအညီနဲ့လိဂ်ကကိုစီကန်နေရဝင်းကျင်တဝက်ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ကရင်သတင်းရှိမြစ်ကပြောပါတယ်။စီကန်တို့ဒီကောင်တွေစက္ကဆတွေပြန်ထိုင်ထားလိုက်ပြီးစီကန်နေရကရွာဝင်းမှာစစ်ကောင်စီတပ်တွေရွာတဲတော်ဝင်သွားကုန်ပြီးလိဂ်ကတမျိုးလုံးကတဝက်ပေးရသေးတယ်လို့အဲ့ဒီသတင်းရှိမြစ်ကဆိုပါတယ်။စစ်တပ်ဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့ လေးကီကော်မျိုးတစ်ခုလုံးကိုသိမ့်ပိုက်လိုက်နိုင်ပြီလို့ဝါထားပြန်ထားပါတယ်။ဒါပေမဲ့မြေပြင်ချင်းနေမှာတော့မြို့ရဲ့တဝက်လောက်သာစစ်ကောင်စီတပ်ကထိန်းချုပ်ထားနိုင်တာဖြစ်ပြီး KNL PDF ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်လေးကီကော်မျိုးကိုသိမ့်ပြီးရင်မြောက်ဝရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ဖလူတီဘောဘူးစတဲ့မြန်မာထိုင်းနယ်စပ်စခန်းတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြံစီနေပြီးဝေါ်လီဗျူဟာအထိပါထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ ကရင်စီတရင်ရှိမြစ်တွေကတွတ်ဆပါတယ်။ကရင်ပြည်နယ်မှာစစ်တပ်ဟာ BGF အကူအညီအပြင်ခွဲထွက် DGB ရဲ့ပူးပေါင်းမှုကိုလည်းရရှိထားပါတယ်။ဖပုံကတိုင်တီကမာမောင်းလမ်းပိုက်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှာ BGF အပြင်ပူပိဦးဆောင်တဲ့ခွဲထွက် DGB တပ်ဖွဲ့တွေလည်းပါဝင်တယ်လို့ KNU တပ်မကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေးတူကပြောကြားထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးစင်တာကတော့ မုတို့မြို့နယ်ကမာဝက်ရွာအုတ်ချုပ်ရည်မှုရုံးကိုဝင်ရောက်ပစ်ခတ်မှုအုတ်ချုပ်ရည်မှုအပအဝင်နှစ်ဦးသေဆုံးပြီးမုတို့မြို့ပေါ်မှာလည်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားကာလူငယ်များကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မုတို့မြို့နယ်ကမာဝက်ရွာအုတ်ချုပ်ရည်မှုရုံးကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးအုတ်ချုပ်ရည်မှုအပအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများနဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘာလ၄ရက်နေ့မနက်9:00နာရီခန့်အချိန်မှာမုတို့မြို့နယ်ကမာဝက်ရွာအုတ်ချုပ်ရည်မှုရုံးကို အမည်မသိတနတ်သမားတွေကကားနဲ့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းအဲ့ဒီလိုဝင်ရောက်တိုက်ခိုက်မှုအတွင်းကမာဝဲရွာအုပ်ချုပ်ရေးမှုအပါအဝင်နှစ်ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။အော်တိုဘားလ၄ရက်နေ့မနက်9နာရီလောက်မှာကမာဝဲရွာအုပ်ချုပ်ရေးမှုရုံးကိုကားနဲ့လာပစ်တယ်လို့တော့သိရတယ်။အုပ်ကြီးအပါအဝင်နှစ်ကောင်တည်တယ်လို့တော့သတင်းရတယ်။ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ဒေသပြည်သူတအုပ်ကပြောဆိုပါတယ်။ ရင်တက်ခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမူတုံမျိုးနဲ့အတွင်းစည်ရေးလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တွေကထုတ်ပြန်ထားခြင်းမရှိသေးဘဲစစ်တပ်ကလည်းပြစ်ခတ်သူတွေကိုဖမ်းဆီးရေးလုံခြုံရေးတင်းကျပ်တာကလက်ရှိအချိန်ထိပြစ်ခတ်သူများမှာဘေးကင်းစွာလွတ်မြောက်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။လက်တလုံးမူတုံမျိုးပေါ်မှာအကြမ်းဖက်စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ပြင်လူငယ်တွေကိုစစ်မှုတန်းဖြစ်နေစဉ်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းမူတုံမျိုးအဝင်အထွက်ကိုရဲနဲ့ပြူစောတိတွေကစစ်ဆေးနေပြီးနေစဉ်ခီးတော့ပြည်သူများနဲ့ လမ်းသွားလမ်းလာပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခြင်းငွေညှိမှုများလုပ်ဆောင်နေကြောင်းစစ်မှုထမ်းလူစားထိုးများဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရောင်းဝယ်နေကြကြောင်းသိရှိရပါသည်အစိုးရပေါ်တာဆွဲဖမ်းဆီးမှုတွေကိုနေတိန်ရဲခေါင်းဆောင်တူရာထွန်းနေတိန်ရဲရခိုင်ရဲတပ်သားစကလေးခေါ်မြင့်သိန်းရဲတပ်သားထွန်းအောင်ကျော်ရဲတပ်သားကလာရဲတပ်သားမိုးကြီးနဲ့ရဲတပ်သားဝေလင်းဥရုကအဓိကလှုပ်ဆောင်နေကြောင်းသိရှိရပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝက်လက်မြွနဲ့အောက်တတရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားများထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့အောက်တတရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာအကြံဖတ်စစ်ကောင်စီတပ်သား30ခန့်သေဆုံးခဲ့ကြောင်းရွှေဘုခင်အမှတ်23တပ်ရင်းမှာတာဝန်ရှိသူတို့ကပြောကြားပါတယ်။စက်တင်ဘာလ19ရက်နေ့မန္တလေးမြို့ကောဝင်စိတ်ကမ်းမှာတန်ခွန်တင်းမော်ရီနဲ့အေယာဝရီမြေကျောင်းတိုင်းစစ်တပ်လာတဲ့ စစ်ကောင်စီတပ်တွေဟာစက်တင်ဘာလ18ရက်နေ့မော်တယ်12နာရီဝန်းကျင်မှာဝက်လက်မြွနဲ့အောက်တပ်သားရွာကိုရောက်ရှိခဲ့ပြီးယာယီအခြေချတပ်ဆွဲခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလ18ရက်နေ့မှာစတင်ပြီးဝိုင်းပတ်ပိတ်ဆို့ကအပေါ်တပ်သားရွာမှာအသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုစောင့်ကြိုနေတဲ့အပေါ်တပ်သားရွာကိုစက်တင်ဘာလ28ရက်နေ့မွန်တက်12နာရီ10မိနစ်အချိန်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက် အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ16ရက်နေ့မှစက်တင်ဘာလ28ရက်နေ့အထိထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်တွေဘက်က30ဦးသေဆုံးတယ်လို့သိရတယ်။စက်တင်ဘာလ16ရက်နေ့ကစပြီးကျွန်တော်တို့တော်လန်ကြီးတပ်ဖွဲ့တွေဘက်ကစစ်ကြောင်းကိုဝိုင်းထားတာပါ။ပထမတိုက်ပွဲဖြစ်ပြီးတော့စက္ခတ်တက်ကအထိနာပေမဲ့နောက်တစ်ချိန်အင်အားထပ်ပြေးပြီးစစ်ကြောင်းထိုးလာလို့ခဲရမ်းမလုံလောက်တဲ့အတွက်အပေါ်တက်တာရွာကနေခေတ္တဆုတ်ခွာခဲ့ရတယ်။လက်ရှိအထိတိုက်ပွဲကကြီးကြီးမားမားမဟုတ်ပေမဲ့ တခါတည်းရန်အသေးစားထိတွေ့တိုက်ပွဲတွေတော့ရှိပါတယ်လို့ကျူဘုတ်ခရင်တရင်23မှာတောင်းဝန်ရှိသူကပြောကြပါတယ်။ရင်းတိုက်ပွဲအတွင်းမှာအကြံဖက်စစ်သားများအထိနာကဖယုဖယင်းနဲ့ပြန်လည်ဆုတ်ခွာသွားပြီးနောက်စက်တင်ဘာလ16ရက်နေ့မွန်းလွယ်2နာရီခန့်မှာထပ်မံစစ်ကြောင်းထိုးခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့များအနေနဲ့ခရင်ရမလုံနောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပေမဲ့စက်တင်ဘာလ16ရက်နေ့မှစက်တင်ဘာလ28ရက်နေ့ထိ တိုက်ပွဲများအတွင်အကြမ်းဖက်စစ်သား30ခန့်တိုက်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခဲအမတ်15 28 23 26 96 Together Weekend တိုက်ရင်များပူးပေါင်းခဲ့ခြင်းဖြစ်ပြီးရင်းတိုက်ပွဲအတွင်အကြမ်းဖက်စစ်သားအများပြားတိုက်ဆုံးသည်ကိုမျက်မြင်အရ၎င်းဖမ်းဆီးရရှိတဲ့စစ်တုံးဘန်းတို့ရဲ့ပြောပြချက်အရ၎င်းသိရှိရကြောင်းရွှေဘိုခဲတိုက်ရင်23ကထုတ်ပြန်ထားပါရခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးကြတာကတော့လွတ်တော်အမတ်လောင်းမြားရဲ့လုံခြုံရေးနဲ့မင်းယုံများကင်းဆောင်ရန်အတွက်ပြူစောတီများပြည်သူစစ်များနဲ့ပလဖတ်များကိုရွေးကောက်ပွဲဆိုင်ရာရဲများအဖြစ်စစ်တပ်ကအသုံးပြုမှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်မင်းယုံများလုံခြုံရေးနဲ့အမတ်လောင်းမြားရဲ့လုံခြုံရေးအတွက်ပြူစောတီများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့ရေကိုရွေးကောက်ပွဲဆိုင်ရာရဲများအဖြစ်စစ်တပ်ကအသုံးပြုမှဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ်။ အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက် လုံခြုံရေးကိစ္စရပ်တွေကိုပြည်ထောင်စုဝန်ကြီးဌာနကအဓိကတာဝန်ယူပြီးရစ်တပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဥဆောင်အဖွဲ့ဖြစ်တာဝန်ယူမှာဖြစ်ကြောင်းစစ်တပ်ကနေမည်တစ်ခုလုံးအတိုင်းတာနဲ့လုံခြုံရေးကိုတာဝန်ယူပြီးနိုင်ငံရေးပါတီများမဲယုံများနဲ့ကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူမှုတွေကိုရစ်တပ်ဖွဲ့ကတာဝန်ယူမှာဖြစ်ကြောင်းအဲ့ဒီလိုတာဝန်ယူရမှာမြို့နယ်ရစ်တပ်ဖွဲ့ဝင်ရည်အတွက်မှာရွေးကောက်ပွဲအတိုင်းအတာတစ်ခုလုံးအတွက်မချုံကုန်မိနိုင်ပဲနေပါလွန်းတဲ့အတွက်ပြူစောတီများ ပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲရင်းများဖြင့်အသွင်ပြောင်းအသုံးပြုသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ရွေးကောက်ပွဲကာလမဲဆွေစည်းရုံးရင်းနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပြည်သူစစ်အဖွဲ့တွေနဲ့ပြည်သူလုံခြုံရေးအကြမ်းဖက်နိုင်နိုင်ရေးအဖွဲ့တွေကရွေးကောက်ပွဲရစ်တက်ဖွဲ့ဝင်တွေအဖြစ်ဆောင်ရွက်သွားဖို့ဆုံးဖြတ်ချက်ကျသွားပြီ။တက်ကတော့နေမည်တစ်ခုလုံးကိုချုပ်ငုံပြီးလုံခြုံရေးယူမယ်။ရေးကတော့အသေးစိတ်မဲယုံကုစလေလောင်းတွေအတွက်အဲ့ဒီလိုမျိုးလုံခြုံရေးယူမယ်။ ရွေးကောက်ပွဲတစ်ခုလုံးလုံခြုံရေးကိုပြည်ထောင်စုဝန်ကြီးဌာနကအဓိကတာဝန်ယူမယ်လို့ပြည်ထောင်စုသတင်းရှိမြက်ကဆိုပါတယ်။ပြည်ထောင်စုဝန်ကြီးဌာနကနိုင်ငံရေးပါတီများရဲ့မဲဆွယ်စည်းရုံးတဲ့ကာလလုံခြုံရေးအတွက်ယခုရက်ပိုင်းအတွင်းနိုင်ငံရေးပါတီများကိုတရားဝင်စတင်ဆက်သွင်းနေပြီးလုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။မြို့နယ်ရက်တဖွဲ့ကတော့မြို့နယ်ပါတီရုံးတွေကိုဆက်သွယ်လာတဲ့လုံခြုံရေးယူပေးဖို့ကိစ္စညှိနှိုင်းဖို့ခေါ်လာတယ်လို့ရန်ကုန်တိုင်းကြက်ခရိုင်ပါတီသတင်းရင်းမြစ်ကဆိုပါတယ်။ ရတဖွဲ့ကလုံခြုံရေးယူပေးမှာဖြစ်ပေမဲ့တဖက်မှာတော့နိုင်ငံရေးပါတီများရဲ့စီယမှုတွေဟာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့စီကံများနဲ့ညီမညီစောင့်ကြည့်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။အကြံပတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်မဲဆွယ်စည်းရုံးရမောင်းလိုက်နာရမယ့်စီမင်းစီကံကိုချက်ကိုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးပါတီများအနေနဲ့မဲဆွယ်စည်းရုံးဟောပြောတင်ပြရမောင်းပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညှို့မှုမပြိုကွဲရေးနဲ့ အချုပ်အချာအာဏာတည်တဲ့ခိုင်မြဲရေးတို့ကိုထိခိုက်စေမဲ့ဟောပြောမှုများမပြုလို့ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေဂျင့်တရားရေးကိုထိခိုက်စေတဲ့ဟောပြောမှုများမပြုလို့ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှုများမပြုလို့ရန်နိုင်ငံတော်အားအကြီးညိုပြက်စီရန်သို့မဟုတ်ဂုံတိတ်ခါထိပစေရန်ဟောပြောမှုများမပြုလို့ရန်တို့ကိုစစ်တကတားမြစ်ထားပါတယ်ဒါပြင်စစ်တပ်ပြုတ်ကွေးဖြစ်ပေါ်စေရန်တုံးမဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမပြုလို့ရ လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်၍ပြစ်ပခတ်ဖြစ်ပေါ်စေနိုင်တဲ့တိတ်ခါနဲ့ကိုကျင်တရားထိခိုက်စေနိုင်မဲ့ဟောပြောမှုစီယုံလှုပ်ဆော်ခြင်းမပြုလို့ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုများမပြုလို့ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပြပြစေရန်သွေးထိုးလှုပ်ဆော်ဟောပြောမှုများမပြုလို့ရန်နိုင်ငံဝန်ထမ်းများရင်းတို့ရဲ့တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစေရန်သွေးထိုးလှုပ်ဆော်ဟောပြောမှုများမပြုလို့ရန်တားမြစ်ထားပါရခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ